အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေရစ်ပူစော်ဖို့အသက်ခံရတဲ့ဗိုက်ကြီးတွေများနဲ့ဂျင်စာတဲ့ဆန္ဒဂိမ်းတွေတန်းပြေဆိုတဲ့ပုံမြင်ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ရှင်းလို့လေပြီးတော့အခါကဆန္ဒဂိမ်းတွေအမိရှိရဲ့တိုင်းပြည်ကြီးတပြည်ရှိနေတဲ့။အဲဒီတိုင်းပြည်ကြီးကတာယာဝပြော၍အေးချမ်းလာမိမဲ့တိုင်းပြည်ရဲ့ဘေးရင်ဖြစ်တဲ့မင်းတရားစိုးမှာတော့ ညစဉ်ညတိုင်းပဲကြောက်ရွံ့ကြီးတရုတ်ကဲသို့မလုံမရှိထိုင်တော်မူရင်းနဲ့နဲ့ဆိုင်တော့အတွေးပင်လေထဲမှာနှင်းမြုပ်နေခဲ့လေတယ်။အကြောင်းမှာတော့အိမ်ကြီးချင်းဖြစ်တဲ့စင့်အားတောင်းတင်လာတဲ့ကလုံရစာတိုင်းပြည်ကမမိတို့ရဲ့တိုင်းပြည်ကိုကျူးကျော်တိုက်ခိုက်ရန်အတွက်အချိန်မရွေးကြင်စီနေရဆိုတဲ့သတင်းသွင်းများကြောင့်ဖြစ်လေတော့တယ်။မင်းတရားဆိုအားမမိရဲ့တိုင်းပြည်ကိုတော့အပေတို့ခုခံကာကွယ်ရမျိုးမသိနိုင်ဖြစ်ကအချင်းချင်းအခါကပညာရှိအမများ ဗေဒပညာရှင်များမေခဗေဒပညာရှင်များနဲ့စစ်သူကြီးများကိုခေါ်ယူပြီးတော့ဆွေးနွေးတိုင်ပင်ခဲ့လေတော့တယ်။ဒါပေမဲ့လည်းထိရောက်တဲ့အဖြစ်တစ်ခုကိုတော့မရရှိခဲ့ကြပါဘူးတဲ့။အဲဒီလိုနဲ့ပညာရှိအပေါင်းတို့ကရှီဟောင်းစာပေကျင်းကံများကိုလေ့လာကြတော့တယ်။နေပြူခအစ်တင်များကို ကျန်းစကြတယ်။ရရရအမျိုးမျိုးကိုခြေလေကြတော့တယ်။ဒါပေမဲ့လည်းဂလုံးရစာတိုင်းပြည်ရဲ့အင်အားကြီးမားမှုကိုတွေးမိတိုင်းမှာတော့အားလုံးရဲ့မျက်နှာများဟာ ညိုးငယ်နေခဲ့ရလေတယ်အရှင်မင်းကြီးကျွန်တော်မျိုးတဲ့စင့်အင်အားဟာဂလုံရစာနဲ့ရှင်တော့လေးပုံတပုံတော့မရှိပါဘူးတက်ရဲခက်ရဲတဲ့စစ်တီတွေရှိပေမဲ့အရင်အတွက်ရအများကြီးကွာချနေပါတယ်ဖရာလို့စစ်သူကြီးကညိုးငယ်တော့မျက်နှာထားနဲ့ရှောက်တင်လေတော့တယ်မန်လာပါအရှင်မင်းကြီးကျွန်တော်မျိုးတို့တက်နိုင်သမျှရှိတဲ့ရတွေအစီအင်တွေလုပ်နေပေမဲ့ရှန်သူရဲ့အင်အားကအရင်ကြီးမားနေရောစိတ်ထဲကစိုးရိမ်မှုတွေကတော့ မကုံနိုင်အောင်ဖြစ်နေရပါတယ်ဖေယားလို့နယ်ရီပရောဟိတ်ကလည်းထလောင်လျှောက်တင်လေတော့တယ်မင်းတီအားဆိုအဲ့စကားများကိုကြားရတဲ့အခါမှာတော့တက်ပြင်းရှည်ကြီးကချနိုင်ခဲ့တော့တယ်တိုင်းပြည်ရဲ့ကံကြမ္မာကိုစဉ်းစားရင်းနဲ့ရှင်ထဲမှာပူလောင်လာတော့တယ်တိုင်းပြည်ကိုကာဝယ်ဖို့ငါဘာလုပ်ရမလဲငါရဲ့ပြည်သူတွေကိုဘလူကယ်တင်ရမလဲဆိုတဲ့အတွေ့များကသူ့ကိုနေရညပါနှိမ့်ဆက်လေခဲ့တော့တယ်ထို့သောသူရင်ပူပန်မှုများနဲ့မင်းတရားဆိုဟာ ်ညင်းတဲ့တကောင်တိအိတ်ဆင်နိုင်ခြင်းမရှိပဲရွှေနှန်းတော်ကြီးအတွင်မှဟိုမဒီမှလမ်းလျှောက်နေစဉ်အမောင်တုထဲမှအရှိမဲကြီးတခုထွက်ပေါ်လာတာကိုတော့ရုတ်တရက်တွေ့လိုက်ရတော့တယ်အဲ့အရှိမဲကြီးဟာတဖြည်းဖြည်းချီးကပ်လာပြီးတော့မင်းတရားစောကြီးရဲ့ရှစ်မှာဒူးထောက်ပြီးတော့အယူသေးပေးလိုက်တော့တယ်ဘသူလဲအခုလို့အချင်းကြီးမှငါ့စီကိုဘာကိစ္စရှိလို့လဲလို့မင်းတရားစောကမိတော်မူလိုက်တော့တာပေါ့အရှင်မင်းကြီးကို ။ဦးညွရှောက်တင်ပါတယ်ဖေဟာ။ကျွန်တော်မျိုးကတော့နန်းတော်ပြမကအစီရင်ပညာကျွမ်းကျင်တဲ့ဘိုးတော်အဲကီလို့ခေါ်ပါတယ်ဖေဟာ။အရှင်မင်းကြီးရဲ့စွန့်ရင်တော်ကားကိုပြေပြောက်စင်နိုင်မဲ့နီလန်တစ်ခုကိုတော့ကျွန်တော်သိပါတယ်ဖေဟာလို့အဲ့ဒီပုဂ္ဂိုလ်ကခအအုပ်တန်းနဲ့ရှောက်တင်လိုက်ပါတော့တယ်။ဘိုးတော်အဲကီရဲ့နှလုံးများအမောင်ထဲမှာတော့မိခင်များကဲ့သို့တောက်ပနေပြီးတော့သူ့ထံမှာတော့ထူးဆန်းတဲ့အေးဆက်သောအငွေ့အသက်တစ်ခုကို မင်းတရားဆိုခန်းစားလိုက်ရပါတော့တယ်။မင်းတရားဆိုကအနှဲငယ်ထိတ်လန့်သွားပြီမဲ့တိုင်းပြည်ကိုကဲတင်လို့တဲ့စိတ်ကထိတ်လန့်မှုကိုဖုံးလွှမ်းသွားခဲ့တော့တယ်။အစ်စ်မတကယ်ပဲငါတိုင်းပြည်ကိုကဲတင်နိုင်မဲ့နီးလဲရှိတယ်ဆိုရင်တော့အမြန်ဆုံးငါ့ကိုပြောပြပါ။အကယ်၍အစ်စ်ရဲ့အကြံကအောင်မြင်ခဲ့မယ်ဆိုရင်တော့အတင်းလိုချင်တာမှန်သမျှကိုငါပေးဆက်ပါမယ်။ဘိုးတော်အေဂီယာ၆ကက်ကရှီမွန်လိုက်ပြီးရင်တော့အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့အကြံကတော့တာမန်လူတွေအတွက်တော့ကြောက်မဲ့ဖွေရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့တိုင်းပြည်ရဲ့အသက်သွေးကြောအတွက်တော့မလောက်လို့မဖြစ်တဲ့အစီရင်တစ်ခုပါဖရားလို့သူ့ရဲ့အကြံကိုဒူလျာစွာနဲ့ရှောက်တင်လေတော့တာပေါ့။သူ့ရဲ့အကြံမှာတော့တိုင်းပြည်အတွင်းမှာရှိတဲ့ကိုဝင်ဆောင်အမျိုးသမီးအားလုံးကိုစူးစီးပြီးတော့သူတို့ရဲ့ကိုဝင်ကိုဖျက်ဆီးပြီးတော့အဲ့အသွေးသားများအသက်များနဲ့အင်းအားကြီးမာတဲ့အဝဟနအမိရတဲ့ ရစ်ပူဆောင်မှုအစီအရင်ပြုလုပ်ရန်ဖြစ်ပါတော့တယ်။အဲ့ဒီအစီအမရရှိလာတဲ့အစွမ်းနဲ့တိုင်းပြည်ကိုကာကွယ်တဲ့မမေရတဲ့တတိုင်းတစ်ခုကိုတည်ဆောက်နိုင်ပြီးတော့မြင်သည့်ရန်သူများထိုးဖောက်နိုင်မည်မဟုတ်ဟုဆိုလီတော့တယ်။ထို့သူ ပြုလုပ်ပါကကလုံရစာ တိုင်းပြည်ရဲ့ကျူးကျော်မှုကိုအလွယ်တကူတွန်းလှန်နိုင်မည်ဖြစ်ကြောင်းကိုအာမခံရှောက်တင်လေရောတယ်။မင်းတရားဆိုကဘိုးတော်အကြီးရဲ့စကားကိုကြားတဲ့အခါမှာတော့တကူလုံးတုန်လှုပ်သွားတော့တာပေါ့။သာ ဒါအရန်ကိုရက်စက်လို့နဲ့အကျင့်ပဲမဖြစ်နိုင်ဘူးငါရဲ့ပြည်သူတွေအထူးသဖြင့်အပြစ်မဲ့တဲ့ကိုဝင်ဆောင်တဲ့တွေနဲ့သူတို့ရဲ့ရှင်သွင်းငယ်တို့ဘလို့လို့တက်ဖြတ်နိုင်မလဲလို့မင်းတရားဆိုကအတန်တရုံနဲ့ပြန်ပြောလိုက်တော့တာပေါ့ဘိုးတော်အကီကတော့မထီတီပြုံးလိုက်ပြီးတော့အရှင်မင်းကြီးစစ်ပွဲမှာရှုံးနေသွားရင်တော့ဒီထက်မကရက်စက်တဲ့တက်ဖြတ်မှုတွေကို အရှင်မင်းကြီးရဲ့ပြည်သူတွေကခံစားရမှာပါ ကလုံညာစားပင်ဟာမိမကလေးမရှောင်တက်ဖြတ်တက်တဲ့သူမန်းကိုအရှင်မင်းကြီးလည်းသိတော်မူမှာပါတိုင်းပြည်တစ်ခုလုံးပျက်စီးမဲ့အရေးနဲ့ဆိုင်တော့ဒီစတဲ့မှုကမပြောပါလောက်ပါဘူးအရှင်မင်းကြီးသာရေရေဆုံးဖြတ်လိုက်ပါတိုင်းပြည်ရဲ့ကယ်တင်ရှင်အဖြစ်တမိုင်းတွင် ကျန်းရင်းနေပါပါဖရာလို့ရှောက်တင်လေတော့တယ်သူ့ရဲ့စကားလုံးများကချုံမိလာပြီမဲ့အစိတ်တောက်များနဲ့ပြင်းနေနေကြတော့တာပေါ့မင်းတရားစောကအတွင်းနဲ့နဲ့ဖြင့် အချိန်တော်ကြာအောင်စဉ်းစားနေကြတော့တယ်။တစ်ဖက်မှာတော့အပြစ်မဲ့တဲ့ကိုဝင်ဆောင်မိခင်များနဲ့သူတို့ရဲ့ရှင်သူငယ်များရဲ့အသက်တစ်ဖက်မှာတော့တိုင်းပြည်ရဲ့လုံခြုံရေးနဲ့ပြည်သူတရားလုံးရဲ့အသက်အိုးအိမ်စီစဉ်သူရဲ့စိတ်ထဲမှာတော့ကောင်းမှုနဲ့မကောင်းမှုတို့ပြင်းထန်စွာတိုက်ခိုက်နေကြတော့တာပေါ့။ဒါပေမဲ့အာနာနဲ့တိုင်းပြည်ကိုဆုံးရှုံးရမှာကတော့စိုးရိမ်တော့ကစိတ်ကတဖြည်းဖြည်းအပေါ်စီရလာခဲ့ပါတော့တယ်။ ငါသာဒီအစီအုံမလုပ်ရင်တော့ငါတန်းပြေလဲပြက်မယ်။ငါရဲ့ထင်းနဲ့လဲဆုံးရှုံးမယ်။ကလုံရာစာလက်ထဲရောက်ရင်တော့ငါပြည်သူတွေအားလုံးကကြုံဖြစ်ရလိမ့်မယ်။ဒီလိုနဲ့အဲ့အတွေကသူ့ကိုလွန်မိုးသွားတော့တာပေါ့။နောက်ဆုံးမှာတော့မင်းတရားဆိုဟာတက်ပြင်းရှိကြီးတစ်ချက်ကိုချလိုက်ပြီးတော့ကာမီဘိုးတော်အကြီးအသေးအကျန်ကိုငါလက်ခံတယ်။ဒါပေမဲ့ဒီကိစ္စကိုတော့ရွေးဝဲစွာနဲ့အမြန်ဆုံးအကောင်အထည်ဖော်ရမယ်။ ဘသူမှမသိစေနဲ့လို့အမိတ်ပေးလိုက်တော့တာပေါ့သူ့ရဲ့အတန်ဟာခက်ထန်တင်းမာနေပြီမဲ့အတွင်းစိတ်ထဲမှာတော့မုံတိုင်းတစ်ခုတိုက်ခတ်နေတဲ့ကဲ့သို့ခံစားနေရလေတော့တယ်ဘိုးတော်အကီဟာအလွန်အမေဝမ်းသာအားရဖြစ်ဟန်နဲ့ဦးသုံးချင်ညွတ်ပြီးတော့အရှင်မင်းကြီးအဆုံးဖြာမှန်ကန်ပါတယ်ဖေဟာကျွန်တော်မျိုးအမြဲဆုံးအစီအစဉ်တွေဆွဲပြီးတော့အကောင့်ထေပေါ်မှမယ်ဖေဟာလို့ရှောက်တင်ပြီးရဲ့နောက်မှာတော့အမောင်ထုရဲ့သူ့ တွုံးဝင်ပြောက်ွယ်သွားလိတယ်တဲ့မင်းတရားဆိုကအဲ့ဒီတညာလုံးမှာတော့အိတ်မပြောနိုင်ခဲ့ပါဘူးလေဗီရင်ပေါက်မှာလာရောက်အောင်မှာတော့မြို့တော်ရဲ့အလောက်ကိုငေးကြည့်နေငါလောက်တာမှန်ရဲ့လားဒီအပြစ်တွေအတွက်ငါဘလို့ပြန်ပေးဆက်ရမလဲလို့မိမိကိုယ်ကိုအချင်းချင်းမေးခွန်းထုတ်နေမိပါတော့တယ်။ဒါပေမဲ့တိုင်းပြည်ကိုကယ်တင်လို့စိတ်ကသူ့ရဲ့ကိုကျင့်တရားကိုမျက်ကွယ်ပြုစိတ်ခဲ့ပြီးဖြစ်ပါတော့တယ်။နောက်တနေ့မနေ့မှာတော့မင်းတရားဆိုဟာ အထူးအမိန့်တော်တရက်ကိုထုတ်ပြန်ကြေညာလိုက်ပါတော့တယ်။အဲအမိန့်မှာတော့တိုင်းပြည်အတွင်းမှာရှိတဲ့ကိုဝင်းဆောင်အမျိုးသမီးများအားလုံးဘေးမင်းမြတ်ကအထူးကယူပြုဆောက်ရှောက်လိုတာကြောင့်နန်းတော်တို့လာရောက်ကြရန်ဟူ၍ဖြစ်ပါတော့တယ်။အဲအပြင်နန်းတော်ကိုလာရောက်ကြတဲ့ကိုဝင်းဆောင်တိုင်းကိုတော့အထူးစားတော့ဖွေရများ အဖိုးတန်ပစ္စည်းများနဲ့ဆုလာများချင်းမြင်မြင်ဖြစ်ကြောင်းလဲကြေညာခဲ့ပါတော့တယ်။တိုင်းသူပြည်သားများနဲ့ ကိုဝဲဆောင်အမျိုးသမီးများဟာလည်းဘေးအမင်းများရဲ့စေတနာကိုအထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးတော့မင်းတရားစိုးကိုချီးကျူးထောပနာပြုကြလေတော့တယ်။ကိုဝဲဆောင်အမျိုးသမီးများမိမိတို့ရဲ့ခင်ပွန်းများမိသားစုများနဲ့အတူဝမ်းမြောက်ဝမ်းသာစွာဖြင့်နန်းတော်သို့ချီတက်လာကြတော့တယ်။သူတို့ရဲ့မျက်နှာများမှာတော့အပြုံးပန်းများဝေးဆာလျက်ရှိနေပြီးတော့မင်းတရားစိုးရဲ့ကျေးဇူးတော်ကိုအထက်ထက်အခါကရွတ်ဆူနေကြတော့တယ်။သူတို့ရဲ့ရှင်ထဲမှာတော့ နန်းတော်မှာရရှိမဲ့ဆုလများနဲ့မိမိတို့ရဲ့ရှင်သွေးငယ်များအတွေ့ကောင်းမွန်သောအနာဂတ်ကိုမျှော်လင့်နေကြတော့တာပေါ့။ဘယင်းကြီးကငါတို့လိုကိုဝင်းတဲ့ရီကိုတတိတရနဲ့ခရူးဆိုင်တယ်ဆိုတော့တကယ်ကိုကံကောင်းတာပဲနော်လို့ကိုဝင်းလွယ်ထားရတဲ့အမျိုးသမီးတူကအဖော်ဖြစ်သူအားပြောလိုက်ပါတော့တယ်။ဟုတ်တယ်။ငါတို့ရဲ့ရှင်သွေးလေးတွေအတွက်ဘယင်းကြီးကကောင်းချီးပေးတယ်လို့ပဲ။နန်းတော်ရောက်ရင်တော့ကလေးအတွက်စူတောင်းရမယ်လို့အခြားတစ်ယောက်ကလည်းထောက်ခံပြောဆိုလိုက်တာပေါ့။ ဒါပေမဲ့သူတို့မသိခဲ့ဒီမှာတော့နန်းတော်ရဲ့ခန်းထားတဲ့တကားကြီးများနောက်ွယ်မှာတော့သူတို့ကိုစောင့်ကြိုနေကြတဲ့ကံကြမ္မာဇိုးပင်ဖြစ်ပါတော့တယ်။နန်းတော်ကို ရောက်ရှိလာတဲ့ကိုဝင်ဆောင်အမျိုးသမီးများကိုတည်တဲ့နေရာတစ်ခုမှာဆူယုံစီခဲ့တော့တယ်။အဲ့ဒီနေရာကအပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ထားပြီးတော့တင်းကျပ်သောလုံခြုံရေးအဆောက်အအုံများချထားလေတယ်။အစာပိုင်းမှာတော့အမျိုးသမီးများကားမွန်သောနေရာထိုင်ခင်းအစာအသောက်များရရှိခဲ့ပြီးမြေ ရဲအနေငယ်ကြားတဲ့အခါမှာတော့အခြေအနေများတဖြည်းဖြည်းပြောင်းလဲလာခဲ့ရတာပေါ့သူတို့ကယူဆိုင်တဲ့နန်းတွင်းအပြူတော်များရဲ့မျက်နှာများမှာတော့စိုးရိမ်မှုနဲ့တနာကျင်နာမှုအရေးအယောင်များတွေ့လာရတော့တယ်အစာတောက်များဟာလေရခင်လိုမကောင်းမှုတော့ဘူးရဲ့တဖြည်းဖြည်းနဲ့သူတို့ဟာ အချောက်ကျနေတကယ်သူ ခံစားလာရပြီးတော့အိမ်ပြန်ခွင့်လည်းမရတော့ပါဘူးလေသူတို့ရဲ့ခင်မွန်းတဲ့များမိသားစုများနဲ့လည်းအဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပြီပဲဖြစ်ပါတော့တယ် ဲ့အခါမှာကိုဝင်ဆောင်အမျိုးသမီးများကတစုံတစ်ခုမာရွေးနေပြီဖြစ်ကြောင်းကိုသတိထားမိလာကြပြီးတော့စိုးရိမ်ပူပန်မှုများကြာရုံမှုများကိုစတင်ဝင်ရောက်လာခဲ့တော့တယ်။ငါတို့ဘာလို့အိမ်ပြန်မလို့တေးရလဲမသိဘူးနော်။ငါယောက်ျားနဲ့ကလေးတွေငါ့ကိုစောင့်နေကြမှာပဲလို့အမျိုးသမီးတူကငိုတဲ့ပါဖြစ်ပြောလိုက်တော့တာပေါ့။ဟုတ်တယ်။ငါတို့ဒီမှာနေရတာကြာလာပြီ။ဘင်းကြီးကငါတို့မင်းနေပြီလားမသိဘူး။ အခြားတယောက်ကလည်းစိုးရိမ်စွာပြောဆိုလာတာပေါ့သူတို့ရဲ့မျောလင့်ခြင်းများတဖြည်းဖြည်းမေးမိန်လာပြီးတော့ကြမ်းရွတ်ထိတ်လန့်မှုများကသူတို့ရဲ့နှလုံးသားကိုလွန်မှုလာခဲ့တော့တယ်နောက်ဆုံးမှာတော့အဲ့ဒီကြမ်းမွေဖွေရာအနေကြီးကိုစိုက်ရုပ်လာခဲ့ပါတော့တယ်ဘိုးတော်အက်ကြီးရဲ့အစီအစဉ်တိုင်းအထူးပြင်ဆင်ထားတဲ့ရစ်ပလင်ကြီးတစ်ခုကိုတော့နန်းတော်ရဲ့ရွေးဝဲနေရာတစ်ခုမှာတိဆောက်ထားခဲ့လေတယ်။အဲ့ဒီနေရာအလင်းရောင်မရတဲ့အမောင်ကန်းကြီးတစ်ခုဖြစ်ပြီးတော့ ကျောင်းမဲ့ဘွေရအငွေ့တဲများနဲ့ပြင်းနေနေတော့တာပေါ့ကိုဝင်းဆောင်အမျိုးသမီးများကိုအဲ့ဒီနေရာကိုအတင်းကျဆွဲခေါ်လာကြတော့တယ်သူတို့ရဲ့ငိုယိုအဟစ်တဲများအတနာခံတောင်းမှန်တဲများကနန်းတော်ရဲ့တိတ်ဆိတ်မှုကိုဆုပ်ဖြဲလိုက်ပြီးမှဘသူတူတူတောင်များသူတို့ကိုကူညီရန်အတွက်ထွက်ပေါ်မလာခဲ့ပါဘူးတဲ့မင်းတရားဆော့သည်လဲအဲ့ဒီနေရာမှာတော့ခန်းစားချက်ကင်းမဲ့နေတဲ့မျက်နှာထားဖြင့်ရကြည့်နေခဲ့တော့တယ်သူရဲ့ရင်ထဲမှာတော့ နင်တို့ခန်းစားနေရသည်ကိုတော့ဘသူမှမသိနိုင်ဘူးပေါ့ဘိုးတော်အေဂီယာကျောင်းမဲဖွေရမန်တန်များကိုရွတ်ဖတ်တဲ့ဆယ်ရင်နဲ့အစီရင်ကိုစတင်လိုက်ပါတော့တယ်သူရဲ့လက်ထောက်များကိုဝင်းဆောင်အမျိုးသမီးများကိုတယောက်ပြီးတယောက်ပလင်ပေါ်ကိုဆွဲတင်ကြတော့တာပေါ့အဲနောက်မှာတော့လူမဆန်စွာရစ်ဆက်ကျဉ်ကျုံနေတဲ့တပ်ဖြတ်မှုကြီးဟာစတင်ဖြစ်ပွားပါတော့တယ်ကိုဝင်းဆောင်အမျိုးသမီးများရဲ့အော်ဟိငိုကြွေးတံများသူတို့ရဲ့ရှင်သွေးငယ်များအတွေ့ တောင်းပန်နေတဲ့အတန်းများကျင်ဆဲတယ်များဟာအဲ့ဒီအမောင်ကန်းကြီးအတွင်းမှာတော့စုံညံပွက်လောရိုက်သွားတော့တယ်တဲ့သူများက မြေမြေပေါ်မှာမြည်အလားစင်းစင်းသွားပြီးတော့အသားဆောင်များဟာဟိုတစတီတစနဲ့လွင့်ကျလို့နေတော့တာပေါ့အဲ့ဒီမြင်ကွင်းမှာတော့ငရဲပုံတစ်ခုလားကြောက်မဲ့ဖွဲရကောင်းလာတော့တယ်အစင်ပြေးဆုံးသွားတဲ့အခါမှာတော့ရစ်ပလင်တစ်ခုလုံးဟာသွေးများဖြင့်နေရဲနေပြီးတော့အလောင်းများဟာထပ်ပုံနေကြတော့တယ် ဘိုးတော်အေဂီယာအဲ့ဒီသွေးများနဲ့အသားစများကိုအသုံးပြု၍သူ့ရဲ့အာဝဟနအစဉ်ကိုပြင်းမြောက်အောင်လို့ပြုတ်လုခဲ့တော်တယ်။အဲ့ဒီအစဉ်မှာထွက်ပေါ်လာတဲ့မဲနဲ့တဲ့အငွေ့အတဲများဟာတိုင်းပြည်ရဲ့နေနမိတ်များစီတို့ပြန့်နှံ့သွားပြီးတော့မမြင်ရတဲ့အကာရန်တစ်ခုအဖြစ်တည်ရှိသွားတယ်လို့ဆိုလီတော်တယ်။မင်းတရားစောကအဲ့ဒီမြင်ကွင်းကိုကြည်နေစိတ်ထဲမှာတော့မင်းတို့များခံစားချက်မရှိတော့တယ်လို့ဖြစ်နေတော်တာပေါ့။သူ့ရဲ့နှလုံးသား ကြောက်တုံးတုံးကဲ့သို့မာကျော်သွားခဲ့ပြီလောဒါမှမဟုတ်ကြာယုံမှုနဲ့အပြစ်ရှိစိတ်တို့ကြောင့်ထုံကျင်သွားခဲ့ပြီလားမသိနိုင်တော့ပင်ရဲ့အနေငယ်အကြမှာတော့ကလုံရစာတိုက်ပြီမှစစ်တပ်ကြီးဟာစင်နာကင်ဒီတိုင်းပြည်ကိုကျူးကျော်တိုက်ခိုက်ရန်အတွက်ခြိတက်လာခဲ့တော့တာပေါ့ဒါပေမဲ့ထူးဆန်းစွာပါပဲကလုံရစာစစ်တပ်ကြီးရဲ့တိုင်းပြည်နဲ့နမိတ်ကိုဖျက်ချော်ရန်အတွက်ဂျူးစာတိုင်းမှာတော့မမေရတဲ့အတားအဆီးတစ်ခုခုနဲ့တွဲကြုံနေရပြီး ရှေ့ဆက်တူမယာဖြစ်နေချို့တော့စစ်တီများမှာတော့အကြောင်းမဲ့ယောဂါတူများဖြစ်ပွားပြီးတော့တည်ဆုံးကုန်ကြတော့တယ်တဲ့တချို့မှာတော့ယူသူသွားကြပြီးတော့မိမိတို့ရဲ့ရဲဘော်ရဲဘက်များကိုပင်ပြန်လဲတိုက်ခိုက်ကြလေတော့တယ်စစ်မင်းများစစ်စင်များမှာလဲကြောက်လန့်တကြနဲ့ထွက်ပြေးကုန်ကြတော့တာပေါ့ဘိုးတော်အေဂီရဲ့အစင်ဟာအမှန်တကယ်ပဲအစွမ်းထက်လာရဲ့လို့ဆိုရပြီးတော့မီဂလုံးရာစာစစ်တကြီးဟာများစွာသောအကြဆုံးများနဲ့အတူ စုတ်ခွာသွားခဲ့ရတော့တာပေါ့ဆန္ဒကိန်းဒီတန်းပြာစစ်ပွဲကိုမတိုက်ခဲ့ရဘဲနဲ့အံ့ဩဖွယ်ရအောင်ပွဲရရှိခဲ့လေတော့တယ်တိုင်းသူပြည်သားများဘေးမင်းမြရဲ့တကူအာဏာကိုချီကျူးထောပနာပြုကြတော့တာပေါ့ငါတို့ဘင်ကြီးကတကယ့်ကိုတကူကြီးရပဲရန်သူတွေတော့မတိုက်ရဘဲနဲ့ထွက်ပြေးကုန်ကြတယ်လို့အချင်းချင်းပြောဆိုကြရင်းနဲ့ပျော်ရွှင်မြူးတူးနေကြတော့တယ်ဒါပေမဲ့အဲ့အောင်ပွဲရဲ့နောက်ွယ်မှာကြောင်မဲ့ဖွယ်ရစတေးမှုကိုတော့ ဘသူမှမသိရှိကြပါဘူးလေဒီလိုနဲ့မင်းတရားစောဟာအောင်ပွဲအတွက်ပျော်ရွှင်သင့်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့လက်ပြမလုံနိုင်ခဲ့ဘူးပေါ့ညစဉ်ညတိုင်းအိမ်မက်ဆိုးမြောက်မဲ့ပြီးတော့လန်နိုးနေခဲ့ရတော့တယ်အိမ်မက်ထဲမှာတော့သူ့အလိမ့်လိမ့်ဖြစ်နေတဲ့ကိုဝင်ဆောင်အမျိုးသမီးများကသူ့ကိုလိုက်လံခြောက်လှန့်နေကြတော့တယ်သူတို့ရဲ့ရှင်သွင်းငယ်များရဲ့ငှူတံများကိုတော့နားထဲမှာအမြဲကြားယုံနေကြတော့တာပေါ့ဘိုးတော်အဲ့ကီဒီလည်း အလားတူပဲအိမ်မက်ဆိုးများထူးဆန်းသောအတံများနဲ့ရင်ဆိုင်နေရပေမဲ့သူ့ရဲ့မာနကြောင့်ထုတ်ပေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူးတဲ့အောင်မွေးရပြီးတော့မကြမီကာလအတွင်းမှာပဲတိုင်းပြည်ထဲမှာတော့ထူးဆန်းသောဖြစ်ရများစတင်ပေါ်ပေါက်လာခဲ့တော့တဲ့နန်းတော်ကြီးတစ်ခုလုံးဟာအเจ้าမဲအေးဆက်နေပြီးတော့ညအခါများမှာတော့အမျိုးသမီးများရဲ့ငွေရှိုက်တံများခလေးငယ်များရဲ့အော်ခစ်တံများကိုတော့အတိုင်းသာကြားနေရတယ်လို့ နန်းတွင်းသူနန်းနင်းသားများကတီတို့ပြောဆိုနေကြလေတယ်။မင်းတရားဆိုရဲ့ကျမ်းမာရေးဟာလဲတဖြည်းဖြည်းချုံရင်းလာခဲ့တော့တယ်။မင်းဒီတမားတော်ကားများသူ့ရဲ့ယောဂါကိုကုသနိုင်ခြင်းမရှိပါဘူးလေ။သူ့ရဲ့ခန္ဓာကိုယ်ဟာတနေ့တည်းတနေ့ပိန်ချုံလာပြီးတော့မျက်လုံးများမှာတော့ခြံဝင်နေပြီးတော့အမြဲတစေကြောက်ရွံ့ထိတ်လန့်နေတဲ့အရှိယောင်များထင်ဟနေခဲ့တော့တာပေါ့။တညမှာတော့မင်းတရားဆိုဟာသူ့ရဲ့အိတ်ဆောင်တော်အတွင်မှာအိတ်မပြောဘဲနဲ့ လုံလုံနေစင်မှာတော့ရုတ်တရက်အခန်းတောင်မှအရေးမဲကြီးတစ်ခုထွက်ပေါ်လာတာကိုတွေ့လိုက်ရတယ်တဲ့။အဲ့အရေးကတဖြည်းဖြည်းနဲ့သွေးစွင်းရှင်ရှင်ကိုဝင်းဆောင်အမျိုးသမီးတူရဲ့ပုံတန်းအဖြစ် ပြောင်းလဲသွားလီတော့တယ်တဲ့။အဲ့အမျိုးသမီးရဲ့မျက်လုံးများက မီးတောက်ကဲသို့နေရနေပြီးတော့လက်ထဲမှာတော့သွေးစွင်းနေတဲ့ကလေးငယ်တူရဲ့အလောင်းကိုပိုက်ချားလီတယ်တဲ့။မင်းတရားဆိုမင်းငါတို့ရေးရဲဆက်ဆက်တက်ဖြတ်ခဲ့တယ်။ငါတို့ရဲ့အပြစ်မဲ့တဲ့ရှင်သွေးငယ်တွေကိုတက်ခဲ့တယ်။ မင်းရဲ့တိုင်းပြည်ကိုကာဝယ်ဖို့ငါတို့ရဲ့အသက်ကိုစည်သေးခဲ့ရတယ်။အခုမင်းရဲ့အလဲရောက်နေပြီ။မင်းလည်းငါတို့လိုပဲဝေဒနာခံစားရလိမ့်မယ်လို့အဲ့ဒီအမျိုးသမီးကကြောင်မဲ့ဖွေရအတန်နဲ့ပြောလိုက်ပါတော့တယ်တဲ့။မင်းတရားစောကကြောင်လို့လို့အော်ခိရန်ကျိုးစားပြီမဲ့အတန်ထွက်မလာခဲ့ပါဘူးတဲ့။သူ့ရဲ့တကူလုံးမှာတော့ချွေးများနဲ့ရွှဲနေနေပြီးတော့တုံရင်နေခဲ့တော့တာပေါ့။အဲ့ဒီအချိန်မှာစလို့ထိုကဲ့သို့သစ်တရေများရဲ့ ခြောက်လန့်မှုကိုတော့မင်းတရားစွာ နေ့စဉ်ညတိုင်းပဲခံစားနေရလေတော့တယ်။သူ့ရဲ့စိတ်ကတဖြည်းဖြည်းနဲ့ပုံမှန်မဟုတ်တော့ပဲယူသလွန်နေပါဖြစ်လာခဲ့တော့တာပေါ့။ဘိုးတော်အဲ့ကီဒီလဲအလားတူရင်ဒုက္ခရောက်နေခဲ့တော့တယ်။သူလုခဲ့တဲ့အစီအမတစေတရေများဟာသူ့ကိုပြန်လဲခြောက်လန့်လာကြတယ်။သူ့ရဲ့မောပညာအစွမ်းများဟာလဲအဲ့ဒီတရေတစေများရဲ့အညို့အတိကိုတော့မကာကွယ်နိုင်တော့ပါဘူးတဲ့။သူ့ရဲ့ခန္ဓာကိုယ်မှာတော့ အကြောင်းမဲ့ဒဏ်ရာဒဏ်ချက်များပေါ်ပေါက်လာပြီးတော့ညအခါများမှာတော့သွေးအနေအထိဖြစ်လာခဲ့တော့တယ်။သူဟာအလွန်မင်းကြောက်ရွံ့လာပြီးတော့မင်းတရားစောထံကိုသွားရောက်ပြီးတော့အတနာခံလေခဲ့တော့တယ်။အရှင်မင်းကြီးကျွန်တော်မျိုးတို့မားသွားပါပြီ။အဲ့ဒီကိုဝင်တဲ့ရဲ့ဝိညာဉ်တွေက ကျွန်တော်တို့ကိုပြန်ပြီးတော့ဒုက္ခပေးနေပါပြီ။ဒီအတိုင်းဆက်သွားရင်တော့ကျွန်တော်တို့နေအောင်လုံးဟာတည်ရပါလိမ့်မယ်။သူတို့ကိုအမြန်ဆုံးအတနာခံပြီးတော့ရေတရာခြေဖို့လိုပါတယ်ဖေဟာလို့ ဘိုးတော်အဲ့ဒီကတုံတုံရီနဲ့ရှောက်တင်လိုက်တော့တာပေါ့မင်းတရားဆိုလေဘိုးတော်အဲ့ဒီရဲ့စကားကိုကြားတဲ့အခါမှာတော့အနှဲငယ်တတိပြန်ဝင်လာတယ်လို့ဖြစ်သွားတော့တယ်တဲ့သူဟာလည်းအဲ့ဝေဒနာကိုခံစားနေရပြီဖြစ်လို့ဘိုးတော်အဲ့ဒီရဲ့အကြံကိုလက်ခံလိုက်တော့တာပေါ့အဲ့နောက်မှာတော့သူတို့လူဦးကတက်ဖြတ်ခဲ့တဲ့ကိုဝင်းဆောင်အမျိုးသမီးများရဲ့ဝိညာဉ်များကိုအတနာခံရင်းနဲ့ကြေအေးစရံအတွက်အထူးပူဇော်ပတ်သက်ဝဲခြင်းတစ်ခုကိုပြုလုပ်ရန်စီစဉ်ကြလျော်တယ် ဒါပေမဲ့သူတို့ရဲ့ကြိုးပမ်းမှုမှာတော့အရာမထင်ခဲ့ပါဘူးလေ။ဘူဇော်ပတ်တော်ပဲပြုလုပ်နေစဉ်အတွင်းမှာပဲ။ကောင်းကင်ကြီးတစ်ခုလုံးကမောင်မဲသွားပြီးတော့ကြောက်မဲ့ဖွေရမိုးချင်းတန်ကြီးများလျက်စီလက်တံများနဲ့အတူသွေးမိုးများရွာသွန်းကျလာခဲ့တော့တယ်။တည်ဆုံသွားတဲ့ကိုဝင်းစောအမျိုးသမီးများရဲ့ဝိညာဉ်များဟာပုံမကြောက်မဲ့ဖွေရပုံတနံများနဲ့ထွက်ပေါ်လာပြီးတော့ဘူဇော်ပတ်တော်ဝဲကိုဖျက်ဆီးလိုက်တော့တယ်။သူတို့ရဲ့အညိုးတင်းမှာတော့အလုံးအမင်းကြီးမားလာတာကြောင့် ဘယ်ရဏဘယ်အစီငါမသူတို့ကိုမထိန်းချုပ်နိုင်တော့ပါဘူးလေအဲ့အချိန်မှာစားလို့စေနာကင်ကြီးတိုင်းပြည်ကြီးတစ်ခုလုံးဟာလေကပေးအမျိုးမျိုးနဲ့ရင်ဆိုင်လာရတော့တာပေါ့တိုင်းပြည်ရဲ့နေရအနှံ့ပြားမှာတော့အကြောင်းမဲ့မိလာမှုများဖြစ်ပွားလာတော့တယ်မြေချောင်းအေးအံများခန်းချောက်ကုန်ပြီးတော့တော်တုံးရရှားပါမှုတန်ကိုတော့ပြည်သူများခန်းစားလာကြရတော့တယ်လေယာဉ်မြေများမှာဆက်ပြိုထားတဲ့တီးနှံများမှာတော့အပင်မဖြစ်ထုံမဲ့ပြက်စီးကုန်တော့တယ် တိုင်းပြည်တစ်ခုလုံးမှာတော့ငတ်မှုခံပါမှုပြီးယောဂပရပေးများဆက်ရောက်လာပြီးတော့ပြည်သူအမြောက်များတည်ကြည်ပျက်စီးကြရတော့တယ်။ညအခါများမှာတော့မြို့တွေရဲ့လမ်းများပေါ်မှာတော့ကိုဝင်းဆောင်အမျိုးသမီးများရဲ့တရေတစီများလက်လက်သွာလာနေကြပြီးတော့တွေ့မြင်သူတိုင်းကိုခြောက်လက်နေကြတော့တယ်။တိုင်းပြည်ရဲ့လုံခြုံရေးအတွက်တိဆောက်ခဲ့တဲ့အာဝါခနာအကန့်ရင်ကြီးဟာလေအခုခါမှာတော့ပြည်သူများကိုပြန်လဲဒုက္ခပေးတဲ့ကျင်းစာတိုက်ကြီးတစ်ခုဖြစ် ပြောင်းလဲသွားခဲ့တော့တာပေါ့မင်းတရားစိုးဟာလေသူ့ရဲ့နန်းတော်ကြီးအတွင်မှာပဲဒူးတဲ့ခြောက်ချားစွာနဲ့ကျဲရင်နေခဲ့တော့တယ်သူ့ရဲ့အချွေရံများစစ်တီများအမများအားလုံးဟာလေတရေတစီများရဲ့ခြားလက်မှုတွေကိုမခံနိုင်တော့ဘဲနဲ့ထွက်ပြေးတိတ်ဆောင်ကုန်ကြပြီဖြစ်ပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်ဟာအယိုးပေါ်အေးတင်ဖြစ်တဲ့အထိပိန်ချုံနေပြီးတော့စိတ်မှလည်းလုံးဝထိန်းချုပ်မရတော့ဘဲနဲ့ယူသူသွားခဲ့တော့တာပေါ့သူဟာနေ့စဉ်ညတိုင်းပဲ သွေးစွနေတဲ့ကိုဝင်ဆောင်အမျိုးသမီးတရေများနဲ့စကားပြောနေပြီးတော့တခါတရေမှာတော့ကြောက်လန့်တဲ့ကြောင့်အော်ခိငိုယူနေတတ်တယ်။ဘိုးတော်အဲ့ဂီဒီလေသူ့ရဲ့ကျမစုမမလို့မြောက်နိုင်ခဲ့ပါဘူးလေ။တညမှာတော့သူ့ရဲ့အိမ်မှာကြောက်မဲ့ဖွေရအတန်များကြားနေရပြီးရဲ့နောက်သူ့ရဲ့အလောင်းကတော့ဘသူမှမသိတဲ့ကြောက်မဲ့ဖွေထရတန်ချက်များနဲ့တေဆုံးနေတာကိုတွေ့ရှိခဲ့ရတော့တယ်။သူ့ရဲ့မျက်လုံးများမှာပြူးကျက်နေပြီးတော့ ကြောင်းလန့်တကြအမှုရာများနဲ့တည်ဆုံသွားခဲ့ခြင်းဖြစ်ပါတော့တယ်။နောက်ဆုံးမှာတော့မင်းတရားစိုးသည်လေ။သူ့ရဲ့နန်းတော်ကြီးအတွင်မှာတော့အထီးကျန်စွာနဲ့ကြောင်းမဲ့ဖွေရာတည်ဆုံခြင်းနဲ့ရင်ဆိုင်ခဲ့ရတော့တာပေါ့။သူ့ရဲ့အလောင်းကိုတွေ့ရှိတဲ့အခါမှာတော့သူ့ရဲ့မျက်နှာမှာထက်လန့်ကြောက်ရွံ့မှုများ နောင်တတရားများနဲ့ပြည့်နေနေခဲ့လေတယ်။သူ့ရဲ့လက်များကဒဇုံတစ်ခုအသေးတန်ဆုပ်ကင်ထားခံရှိပြီးတော့သူ့ရဲ့ပြစံမှာလေငါ့ကိုခွလွတ်ကြပါ ငါမသွားပါရဲဟုသောတူလီယာသောစကားတန်တသက်ကိုကြားလိုက်ရတယ်လို့ဆိုကြလေတော့တယ်။ဆန္ဒကင်ဒီတိုင်းပြည်ကြီးဒီလေတဖြည်းဖြည်းနဲ့လူသူကင်းမဲ့တဲ့တိုင်းပြည်ပြည်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့တော့တာပေါ့။တာယာလပခဲ့တဲ့မြို့တော်ကြီးမှာတော့အခုခါမှာအပြည့်အစည်းများတစီတရေများကျက်ဆိုင်ရာတွေကြောင်မဲ့ဖွေရနေရာကြီးတစ်ခု ဖြစ်သွားခဲ့တော့တာပေါ့။အဲ့ဒီတိုင်းပြည်ကိုဖြတ်တန်းသွားလာသူတိုင်းကတော့ညညအခါများမှာ ကိုဝင်းဆောင်အမျိုးသမီးများရဲ့ငွေရှိုက်တံများခလေးငယ်များရဲ့အော်ခစ်တံများကိုကြားလေတယ်ဟုအဆိုရှိလေတော့တယ်။နားဆင်သူများရှင်ဒီပုံမင်းလေးမှာတော့ဘလောက်ပဲကြီးမားတဲ့အကျိုးကျေးဇူးအတွေ့ဖြစ်စေရက်ဆက်ကြံကြုတ်တဲ့မတရားသောနှီးလန်းများကိုအတုံးမပြုတ်တင်ကြောင်းနဲ့အပြစ်မဲ့သူများရဲ့အသက်ကိုစည်တီးချင်းဖြင့်ရရှိလာတဲ့အောင်မြင်မှုဟာဘယ်သို့အခါမှတည်တဲ့နာမည်မဟုတ်ကြောင်းကိုတော့တတိပေးနေတဲ့ကဲ့သို့ရှိနေပါတော့တယ်။ အပြင်းမဲ့သူများရဲ့နှာကြီးမှုအညူအတရားအလိုမင်းကြောက်မဲ့ဖွယ်ကောင်းပြီးတော့ဘသူတူတယောက်ကမှအဲ့အကျိုးဆက်ကလွန်မြောက်နိုင်မှာမဟုတ်ပါဘူးလေဒါကြောင့်ကောင်းမှုပြုရင်ကောင်းကျိုးခံစားရမှာဖြစ်ပြီးတော့မကောင်းမှုပြုရင်တော့မကောင်းကျိုးကိုမလွန်မသွေခံစားရမှာဖြစ်ကြောင်းကိုတော့ဒီပုံမီလီကသင်ခန်းစာပေးနေတာပဲဖြစ်ပါတော့ရှင်ပြိတ္တများရှင်နောက်ဆက်စစ်မှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမီအကြောင်းအရာများကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ ျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှာဆင်ပေးပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။